အားလုံးကိုပေးစားပါရက်ကျွန်တော်ကမြောက်ဦးရခိုင်ပြည်သူတွေရဲ့ကုသလေပါကျွန်တော်ရခိုင်ပါတီကပါကျွန်တော်တို့ပါတီဟာပြည်သူလွတ်တော်မှာ18နေရာမှာ12နေရာနိုင်တယ်အမျိုးသားလွတ်တော်မှာ12မှာ30ပြည်နယ်မှာ34မှာ23ရောက်နိုင်တယ်ပုံပုံလင်းပြောရင်အများစုနိုင်တယ်ဒါကြောင့်ကျွန်တော်ရခိုင်ပြည်သူတွေကိုကိုစားပြုပါတယ်အဲ့တော့ကျွန်တော်စဉ်းစားတာကတလောက်အင်မတန်အရေးကြီးပါတယ်ဆိုတော့ ရခိုင်ပြည်နာကိုစဉ်းစားတဲ့အခါမှာ DNL ရဲ့ခေါင်းဆောင်တွေကကျွန်တော်တို့ဘာဖြစ်လို့ dialog partner လို့မသတ်မှတ်တာလဲဒါ marginalize ဆွေးနွေးကြရှိတာဆွေးနွေးပါပုဂ္ဂိုလ်ဆွဲပါတီဆွဲမပြောပါနဲ့နောက်တစ်ခုကကျွန်တော်စကားပြောတာကိုအနောက်ချက်ပြပါတယ်ပုဂ္ဂိုလ်ကြီးတော်မရပြတ်ပြောနောက်တစ်ခုဒါကျွန်တော်လုပ်ပိုင်ခွင့်ပါနောက်တစ်ခုက မနေ့ကပြီးပါတီနဲ့တူတော့ကိုဖီယာနဲ့ကပြောပါတယ်ဒီကော်မတီမဖွဲ့ခင်တက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကရခိုင်ပါတီနဲ့ဆွေးနွေးလိုက်ပါလို့အကြံပေးပါတယ်မဆွေးနွေးလို့အောင်ခမရအဲ့တော့ဒါဟာကျွန်တော်တို့ဒိုင်လော့ပန်တာလို့မသတ်မှတ်ဘူးဆိုတာတော့ကျွန်တော်တို့တွေ့တာဒီဟာကိုလက်ခံနိုင်စရာမရှိဘူးနောက်တစ်ခုကကျွန်တော်တို့ဒီမှာ နိုင်ငံတော်အတိုင်းပိုင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကိုရှာပြီးဖျက်ကြည့်ကြပါကျွန်တော်တို့ဒီမှာတာဝန်လုပ်ပိုင်ခွင့်ရပါခွင့်၅ချက်ထက်မှာကော်မရှင်ဖွဲ့စည်းရဆိုတာမပါပါဘူးဥပဒေရဲ့အပေါ်ကိုရောက်နေပါတယ်ဒါကြောင့်ဒီကော်မတီဟာကျွန်တော်အမြင်ကတော့ဒါ legitimacy မဖြစ်ဘူးဆိုတဲ့တစ်ချက်နောက်တစ်ချက်ကနိုင်ငံခြားသားတို့ရောက်ပါတယ် NLD ကဖြစ်ဖြစ်ရှင်းပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ထဲပါ နိုင်ငံတွေကအသိမပြုတဲ့ပညာရှင်တွေအများကြီးရှိပါတယ်။ကျွန်တော်တို့အဲ့ဒီတော့နိုင်ငံသားတွေခေါ်ပြီးပြင်ပြီးထည့်တယ်ဆိုတာကျွန်တော်နိုင်ငံရဲ့ဂုဏ်သိက္ခာအများကြီးထိခိုက်ပါတယ်။ကိုဖီအန်နန်ကနိုဘယ်ဆုရတယ်။ကိုဖီအန်နန်နိုဘယ်ဆုရတယ်မဟုတ်ဘူး။ကဘာကြီးကဘာဖြစ်နေတယ်လဲ။လေ့လာကြည့်ကြပါ။နောက်တစ်ခုက UN ယန်ဟီလီလာတော့ရခိုင်ပြည်ကိုပြဿနာသယ်လာတဲ့တကြောင်ရခိုင်ပြည်သူတွေကယန်ဟီလီကိုအလိုမရှိဘူးပြောခဲ့တယ်။အဲ့တော့ UN ကိုလည်းသိအကောင့်မထင်ပါနဲ့။ကောင်းတာရှိတယ်လို့ UN မှာ UN မှာ advocacy lobby တွေဝင်ထားတဲ့အတွက် OIC နဲ့ UN နဲ့ဘယ်လို link ရှိတယ်ဆိုတာလေလေ့လာဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့ကစိုးရိမ်လို့ပြောနေတာပါ။ကျွန်တော်တို့ရင်ထဲမှာစိုးရိမ်စိတ်ကိုစာနာပါတယ်စာနာပါတယ်ပြည်ထောင်စုသားဆိုတာမျိုးတော့မလုံးလောက်ပါဘူးကျွန်တော်ပြောချင်ပါတယ်။နောက်တစ်ချက်ကဒါအရေးကြီးဆုံးချက် rule of law ကျွန်တော်တို့တိုင်းပြည်မှာဥပဒေဆိုတာအရှုံးရှာအာဏာရဲ့အစိတ်ပိုင်းပဲ။ဒီဟာကိုအကုန်လုံးလိုက်နာရမယ်။ကျွန်တော်ရခိုင်ပဲရှိဖြစ်တိုင်းရင်းသားပဲဖြစ်တိုင်းရင်းသားမဟုတ်တဲ့လူတွေဖြစ်ဖြစ် အဲ့တော့တရားသားမဟုတ်တဲ့လူတွေကဥပဒေကိုမနာခံတဲ့ခါမှာဥပဒေနဲ့ပဲကျွန်တော်လောရပါလိမ့်မယ်အဲ့လိုဆိုရင်ဥပဒေ rule ဗမာပြည်ဘာဖြစ်လဲဆိုတော့အခုအစိုးရသိလက်ထက်မှာလဲ rule law law မရှိဘူးဆိုတော့ဝန်ခံကြနေပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်နိုင်ငံသားကိုမအားကိုးစရာမလိုဘူးကျွန်တော်တို့ပြည်သူတွေခိုင်ပြည်သူတွေနဲ့တရားသားပြည်သူတွေကြောရှင်းကပ်ပြီးတော့ဒီပြဿနာကိုဖြေရှင်းလို့ရပါတယ်နိုင်ငံသားပုဂ္ဂိုလ်တွေခေါ်ပြီးတော့ကျွန်တော်တို့ကူပါကဲပါကျွန်တော်ပြောစရာမလိုဘူးလို့ထင်တဲ့တက်ကြောင်ဒီနိုင်ငံသားပါဝင်မှုကိုကန့်ကွက်ရတာဖြစ်ပါတယ် ဗမာတွေထဲပါ NRI ကကိုစုကိုစားရှိတဲ့လူတွေထဲပါအဲ့ဒါကိုပြောချင်ပါတယ်နောက်တစ်ချက်ကရခိုင်ပြည်နာဘူးဒီတော်မောင်တော်မှာအဲ့ဒီဘာမှမသိတဲ့လူသားတွေရဲ့ population ဟာရှင်းပြနေလို့ရနှစ်ဆရှိပါတယ်နောက်ပြန်မှာအင်မတန်စိုးရင်ကိုကောင်းပါတယ်အဲ့တော့ဒါကိုဒီစိုးရင်စိတ်ဟာကျွန်တော်ရခိုင်မှာရှိလို့ဆိုတော့ကျွန်တော်ပြည်နာတွေကိုချေချေမြင့်မြင့်သိတယ် ဒီ comedy ကလာတဲ့လူတွေက research methodology နဲ့လုံးလိုက်မယ်။မှန်တယ်။သိပ္ပံမညာမရရင်ရပါလိမ့်မယ်။ဒီနေရာမှာဒိုင်းနိုင်ငံရေးပြဿနာကျွန်တော်တို့ရဲ့ဒီကျွန်တော်ရဲ့စိတ်ခံစားမှုတွေကျွန်တော်ရဲ့သမိုင်းကြောင်းဆိုင်ရာတွေကိုဒီလူတွေဘလောက်နားလည်မလဲ။အဲ့လူကနားလည်တော့ဆိုကဘာကြီးမှစစ်ပြောက်သွားတာကြားသွားပြီ။အဲ့တော့ဒီလောက်ရှုပ်ထွေးတဲ့ပြဿနာကိုဒီလူတွေလာတဲ့ဒီလူတွေနဲ့ UIC ကြားထဲမှာဘလို့ link ရှိတယ်လဲ။အင်မတန်စိုးရိမ်ပေါ်ကောင်းတဲ့ကိစ္စတွေ။အဲ့ဒါကြောင့်ကျွန်တော်တို့က ကိုပြည်တွင်းပြဿနာပါပြည်တွင်းပြည်တွင်းပြည်ပါဖြစ်တဲ့ပြဿနာဆိုတာကသူတို့ကဒီပြဿနာကိုဆွဲတင်တာနိုင်ငံတကာကိုဆွဲတင်တာပြဿနာကြီးလို့ကိုဆွဲတင်တာသူတို့နောက်မှာတကယ်အာရမုတိဖြစ်အများကြီးရှိတယ်အဲ့တော့အခုဖြစ်တဲ့ပြဿနာကဒီကော်မတီဖွဲ့လိုက်တာကကျွန်တော်ကတခိုးကိုတရုတ်ကန့်သူလို့ဖြစ်သွားပြီတကယ်ကကျွန်တော်တိုင်းရင်းသားပြည်သူတွေကြောချင်းရင်ရှင်းကပ်ပြီးတော့ကျွန်တော်တတိချင်းချင်းရင်ဆိုင်အောင်ပါဥပဒေလုံးလုံးကိုလုံးရမယ်ဒီအစိုးရဥဆောင်မှုအောက်မှာအဲ့ဒါမျိုးလုံးရမယ်စား နိုင်ငံခြားလူတွေကိုပညာရှင်ပါဘာဘာညာပါဆိုပြီးခေါ်တာဟာကျွန်တော်တို့သိခါလဲကြားပါတယ်ကျွန်တော်တို့ပြည်တော်စုစိတ်ကကင်းမရလဲကြားတယ်ကျွန်တော်ပြည်တွင်းပြဿနာကိုကျွန်တော်ပြည်တွင်းရပြည်သူတွေနဲ့ကြောချင်းကပ်ပြီးကျွန်တော်ကပြက်ပြက်သားသားရင်ဆိုင်တာကိုပဲကျွန်တော်တို့လိုချင်ပါတယ်အဲ့ဒါကြောင့်ဒီကော်ပိုရိတ်ကိုကန့်ွက်ရတာဖြစ်ပါတယ်ပထမအချက်ကကျွန်တော်တို့က legitimacy နဲ့မညီဘူးကျွန်တော်တို့က democratic ethical ethically ethic democratic ethic ကကျွန်တော်တို့ကို dialogue partner လို့မသတ်မှတ်ဘူးဒါဟာ democracy စံနှုန်းတွေကိုတန်ဖိုးမထားတာဖြစ်ပါတယ် ်နောက်တစ်ချက်ကဒီဥပဒေရဲ့ပေါင်းကိုကြောနေပါတယ်နောက်တစ်ချက်ကနိုင်ငံတကာရဲ့ပါလာရေးကြောင်းစိုးရိမ်စရာတွေရှိနေတဲ့ကြောင်းကြောင်းဒါကိုကျွန်တော်တို့ကန့်ကွက်နေရခြင်းဖြစ်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ရခိုင်ဟာတကယ်အမတန်ကြောက်စရာကောင်းတဲ့ Islamization ရဲ့ချိန်ချောက်မှုကိုကြုံနေရပါတယ်ဒါကဗမာပြည်သူလူထုတရားလုံးနဲ့ဆိုင်တဲ့အရင်ကဆိုရင်တော့ Barbarization ရှိတယ်ဒါပေမဲ့ဒီချိန်မှာတော့ Barbarization ကမိလာပြီးရှိသေးတယ်အဲ့တော့ Islamization နဲ့ Barbarization ကညက်နေတဲ့ ရခိုင်ပြည်သူတွေရဲ့ဘဝကိုကျွန်တော်တို့အသီးဆုံးပါကျွန်တော်တို့တွေ့ပြီးဖြည့်ရှင်းပါဆိုတော့ကိုလေးလေးနက်နက်ကျွန်တော်ပြောချင်ပါတယ်ဒါပါအလေးစားပါ